ဖုံးနေရှိသွားပြီဟုတ်တယ်အဲ့တော့အတတဲအကြောင်းတွေလူမသိပါစေနဲ့လို့အကြောင်းတွေအပြေမရောက်ပါစေနဲ့လို့အဲ့လိုပြောလို့မရတဲ့ပြောလို့မရတော့ဘူးမရင်းကျင်တာတော့ပါလို့အဲကျွန်တော်တို့ကိုပြောလိုက်ရင်မရင်းကျင်တာဘယ်လိုဝကျင်တာလဲလို့ကျွန်တော်ကမေးတော့အဲ့ဟိုဟာတဲ့ပြူတွေကကျင်တာဆိုတော့ကျွန်တော်ကနားလေတဲ့လူကအဲ့လိုပြူသွားလို့ပြောတယ်နားမလဲလူကစစ်တက်ကကျင်ခင်ဗျားတို့ကျွန်တော်အပြစ်ပြောမယ်ဆိုရင်ကိုချင်းတော့စားလေဟာခုဆိုစားတဲ့ပိတ်တာကို၃သိန်းဖြစ်နေပြီလေဟမ်စားတဲ့ပိတ်တာကို၃သိန်းဖြစ်နေပြီတဲ့ဟမ် စားတော်နဲ့ဝဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် Happy Music YouTube Channel Page ကနေအားလုံးကိုပြန်လည်ပြီးမှတွေ့ဆလိုက်ပါရယ်အားလုံးကိုမင်္ဂလာရှိတော်နဲ့ခင်လင်းပါလို့ရှိဥစွာမျိုးဆက်လို့ပါရယ်အားလုံးပဲရှိတဲ့နေရာတိတိမှဘေကင်းလုံးချုံကျမ်းမာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါရယ်ကျွန်တော်ဒီနေ့မှာကျွန်တော် April 9ရက်နေ့ဘော်ဒဟူးနေ့ရဲ့မနေ့ပိုင်းအထူးသတင်းကောင်းမြတ်နဲ့အထူးသတင်းထုတ်မြတ်ကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါရယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာကျွန်တော်သတင်းတင်ဆက်မှုတွေကိုကျွန်တော်လုံးဝကိုရပ်နားခဲ့တာဖြစ်ပါရယ်အဲ့ဒီတွေ့လည်းအားလုံးကိုကျွန်တော်တောင်းပန်လိုပါရယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဖေနေမကောင်းမှုနဲ့ကျွန်တော်မိသားစုကိစ္စ ာနဲ့အလုံးရှုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်သတင်းတင်ဆက်မှုကိုကျွန်တော်နပတ်တီတီနားခဲ့တာဖြစ်ပါတယ်။အတွက်လည်းကျွန်တော်ပြည်သူပြည်သားများအလုံးနဲ့မိဘညီကူမောင်နှမများအလုံးကိုရှုဆော်တောင်းပန်လိုပါတယ်။ပထမအုပ်စုနေတဲ့ကကျွန်တော်ခုချိန်မှာမြန်မာပြည်မှာကျွန်တော်ငလင်ကြောင်ကျွန်တော်နောက်ဆုံးရအထူးသတင်းများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။ငလင်ကြောင်ဧပြီလ10ရက်နေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအထိကျွန်တော်မနေ့က9:00နာရီအထိကတော့စုစုပေါင်းတည်ဆုံးသူကတော့4345ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူကတော့9830ဦးထိရှိလာတာဖြစ်ပြီးမှ ပျောက်ဆုံးနေသူတွေကတော့210ဦးနဲ့ကယ်ဆယ်ရရှိသူကတော့652ဦးရှိကြောင်း DVB Data Team မှတောက်ယူဆွဆောင်ထားသောစာရင်းတွေအရာသိရှိရထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဒါတွေကတော့ကျွန်တော်မြန်မာပြည်မှာအခုချိန်မှာကျွန်တော်ဂျုံတွေ့နေရတဲ့ငလင်ကြောင့်ကျွန်တော်ရရှိထားတဲ့ data တွေပဲဖြစ်ပါတယ်။မြန်မာပြည်အ мян ဆုံးအရင်တန်းဖြစ်လာနိုင်ပါစေ။ဝန်내ဘေးတိုင်းဂျုံတွေ့နေရတဲ့မိသားစုများအလုံးလည်းအ мян ဆုံးပုံမှန်တန်းဖြစ်လာနိုင်ပါစေလို့ပဲကျွန်တော်ဆုမွန်တောင်းပေးချင်တာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကကျွန်တော်စီရေးပိုင်းကိုတွားရအောင်။အင်းတော်မျိုးတင်သက်ပွဲရဲ့နောက်ဆုံးရအထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။စကိုင်းတိုင်းအင်း င်းတော်မျိုးကိုတွန်လိုက်ပူပေါင်းတက်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ပြီးမြို့ကိုအပြစ်သက်သိမ်းယူခဲ့ရာစစ်ရှုံးကောင်စီ၏တပ်မမှုဦးဆောင်တဲ့အဖွဲ့များကတော့ခွေးပြည့်ဝပြစ်တွပြည့်သွားကြောင်းမြူသားညညရေးအစုအယအညူကြီး2025ခုနှစ်ဧပြီလ9ရက်နေ့ညနေပိုင်းတော့အပြစ်သက်သိမ်းပရရှိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ဤနောက်မြို့သိမ်းစစ်စင်ရေးဒီအချမ်းပါစစ်ရှုံးကောင်စီတပ်များအနေဖြင့်စစ်ကူမရရှိခြင်းမြပြည်မှာလည်းနေရိတ်ခါထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်တိုက်စုံမှုများပြားခြင်းတို့ကြောင့်ဒေါ်လိုင်းတက်ဖွဲ့များ၏ဖိအားကိုရည်ရှိတောက်ခံနိုင်ခြင်းမရှိတော့ပဲ၎င်းတို့နောက်ဆုတ်အခြေပ ပြုရာဂျပန်နိုင်ငံမှာတက်မှတ်မှုဥဆောင်သောအဖွဲ့အစည်းဧပြီလ9ရက်နေ့ညနေ9:00နာရီတွင်စကန်းစွန်ခွာခွေပြေးပြထုတ်ပြီးသွားကြောင်းဖြစ်တယ်ဟု UNG ကတော့ထုတ်ပြန်လာတာဖြစ်ပါတယ်။ကဲအိမ်မတမ်းမသတင်းကောင်းဖြစ်ပါတယ်။ဒီနေ့မှဆွန်လည်းပဲအင်ဒိုမျိုးကိုကျွန်တော်တော်နဲ့တဖွဲ့များကတော့100%တိမ့်ပိုက်ထိချိုးလိုက်ပြီးဖြစ်ပြီးမှအင်ဒိုမျိုးကိုဆော့အောက်ပြီးလို့ကျွန်တော်တို့100%ပြောလို့ရပြီဖြစ်ပါတယ်။အိမ်မတမ်းမသတင်းကောင်းဖြစ်ပါတယ်။အင်ဒိုမျိုးကနေတက်မှတ်မှုဥဆောင်တဲ့အဖွဲ့ကတော့ခွေပြေးပြလဲထုတ်ပြီးသွားပြီးလို့ကျွန်တော် UNG ကတော့ထုတ်ပြန်လာတာဖြစ်ပါတယ်။အိမ်မတမ်းမသတင်းကောင်းဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်တို့ဒီစစ်ရှုံးကောင်စစ်ဖက်ကနေစိုးဝင်းနဲ့ပတ်သက်ပြီးမှနောက် က်ဆုံးရအထူးသတင်းထုတ်တစ်ခုခုချက်သိပေးခြင်းလည်းဖြစ်ပါတယ်အာနာသိန်းဒုတိယကောင်းဆောင်ဒုတိယဘူမူချီစူဝင်းဤငလင်တင်ခဲ့သောဘဂူရိုင်းတို့တွားခဲ့သောခရီးစဉ်တွင်နန်တော်ဦးဖရာရင်ပြင်ပေါ်ဖနက်စီတက်ခဲ့ဒီကူတမတော်ကာကိုကြီးဦးစီချုံယုံဤတယုံဝက်ဆက်ကမတ်ချက်ဖြင့်ပေါ်ပြလိုက်တာဖြစ်ပါတယ်တောင်ဝမြို့တို့ရောက်ရှိစဉ်စကိုင်းငလင်တန်ကြောင့်စိန်ဖူးတော်ပြူချပစ္စည်းတွားတဲ့နန်တော်ဦးလောကမာရဇင်စီတီတော်တို့တွားရောက်စဉ်ရင်ပြင်တောင်ပေါ်တို့ဖနက်စီရွတ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရထားတာဖြစ်ပါတယ်စူဝင်းဖရာပေါ်ဖနက်စီပြီးတက်တာကိုမင်းအောင်လိုက်ထောက်ခံသူတွေကတမင်တက်တက်ပြ တာလို့ထင်ပါတယ်လို့ကျွန်တော်ဒီမှာတွေ့ရှိရပြီးမှဒါမှမဟုတ်သူတို့တွေမစစ်စစ်နိုင်အောင်ပြည်ရခတ်နေတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ online မှာပြုတ်ဖြစ်မချပစ်ခဲ့တာလည်းထိုးချနေတယ်ဟိုနိုင်ငံရေးတည်ငြိမ်ရေးစောင့်ကြည့်သူလိလတူတူကတော့ပြောကြလာတာဖြစ်ပါတယ်ဒီခုချိန်မှာဆိုတော့လူစိတ်မရှိစူးဝင်းကတော့ဖျားစီဒီတော်မှာဖနက်စီပြီးမှတွားရောက်နေတာဖြစ်ပါတယ်အဲ့ဒီဟာတွေကိုကျွန်တော်တက်မတော်ဖက်က website မှာလည်းသူတို့ကတော့ဒီမှာဖော်ပြထားတယ်ဆိုတော့သူတို့အချင်းချင်းကိုက်နေပြီဆိုတော့ဒီမှာတွေ့ရှိရပြီးမှဘောရဘာသာကူဒီကောင်ကတော့လုံးဝကိုစော်ကားတာလည်းလို့ပဲကျွန်တော်တုံးတက်ချက်ပြုတ်လို့ရတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ခုချိန်မှာမြန်မာပြည်မှာဘေးဒဏ်နေတဲ့ ကြောင်းငလင်းလေးဂျုံနေရတဲ့ချိန်မှာဂျပန်ကတော့ကူညီလာမယ်လို့တင်းကောင်းကိုကျော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ငလင်းဘေးတင်မြန်မာပြည်သူများအတွက်စီးဝါပစ္စည်းများကိုဂျပန်နိုင်ငံကသူ့ရဲ့ကူပိုင်ကာကွယ်တပ်ဖွဲ့လီရင်နဲ့ပို့ဆောင်ပေးမယ်လို့ရန်ကုန်မြို့ဂျပန်တိုင်ယုံကမနစ်ကတင်းထုတ်ပြန်လာတာဖြစ်ပါတယ်ဂျပန်ကူတိုင်ကာကွယ်တပ်ဖွဲ့ရဲ့ C130 တေယူပို့ဆောင်ရေးလီရင်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ပေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်ပေးနိုင်ဖို့အတွက်လိုအပ်သောစီးဝါများနဲ့ယောဂရှာဖွေရေးစံသက်ကယ်ရီယာများပါဝင်စီကူတိုင်ဆိုင်ရာအထောက်အကူပစ္စည်းများကိုတည်ဆောင် ်လာမယ်လို့သိရတာဖြစ်ပါတယ်။ဒါပေမဲ့အခုလုံငလင်ဘေးနဲ့ပတ်သက်လို့လူသားချင်းစာနာမှုအကူအညီတွေကိုပန့်ပိုးကူညီတာဟာမြန်မာပြည်သူတွေအတွက်ဖြစ်ပြီးအာနာသိန်းစစ်ကောင်စီကတရားဝင်ပေးတာမဟုတ်ဘဲဂျပန်နိုင်ငံဟာသူရဲ့ရည်တည်ချက်ကိုမပြောင်းလဲဘူးလို့ကာကွယ်ရေးဝန်ကြီးကတော့ရှင်းလင်းစွာပြောကြားထားတာဖြစ်ပါတယ်။ပြီးတော့လည်းဒေါ်လာ6တန်းကူမယ်လို့ဂျပန်အစိုးရကတော့ကြေညာထားတာဖြစ်ပါတယ်။ကအင်မတန်မှသတင်းကောက်ဖြစ်ပါဒီနေ့မှဆင်လဘဲမြန်မာငလင်အတွက်စီးဝါပစ္စည်းတွေကိုဂျပန်အစိုးရကတော့လေရင်နဲ့ပို့ဆောင်မယ်လို့ပြောကြားပြီးမှသူကတော့မင်းတို့လည်းကိုလုံးဝထောက်မခံဘူးသူကတော့ပြည်သူတွေနဲ့ပဲရည်တည်နေဆဲဆိုတာက ခုပြောကြားတော့တာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ရခိုင်ပြည်အရခတ်တပ်တို့ AA ရဲ့လှုပ်ဆောင်မှုအထူးသတင်းကောင်းများကိုကြော်သိဆက်ပေးချင်တာဖြစ်ပါတယ်အရခတ်နိုင်ငံတီဆောင်ရေးမှာမြေတူမဆူလူမျိုးဘာသာမခွဲခြားပဲပါဝင်ဆောင်ရွက်နိုင်တယ်လို့အရခတ်တပ်တို့ AA တာဝန်ရှိသူတွေကအစ္စလမ်ဘာသာရေးအခမ်းအနားတစ်ခုမှာရှင်းလင်းပြောကြားခဲ့တယ်လို့သတင်းရရှိထားတာဖြစ်ပါတယ်ဘူဒီတောင်နဲ့မောင်တော်မြို့နယ်တွေမှာကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားမှာအရခတ်ပြည်သူတော်လိုင်းရဲ့အစိုးရကကြားပြောင်းဆန်စားတဲ့ရိခါပစ္စည်းတွေကိုထောက်ပံ့ပေးစဉ်ခုလိုပြောဆိုတောက်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရထားတာဖြစ်ပါတယ်ယခုချိန်မှာဆ င်တော့အရကတဒူအေအေကတော့လူမျိုးဘာသာလုံးဝကိုမခွေးချပဲနဲ့အစ္စလမ်ဘာသာဝင်တွေကိုလည်းသူတို့ကတော့ဒုက္ခရောက်နေချိန်မှာကြားပြောင်းဆန်စားတဲ့ရိခါပစ္စည်းတွေနဲ့တင်တော့ဒီမှာ ကူညီခဲ့တယ်ဆိုတော့ကိုတွေးရှိရထားတာဖြစ်ပါတယ်ပြီးတော့ Arakat တူ AA ကတော့လူမျိုးဘာသာမခွဲခြားပဲနဲ့ဒုက္ခရောက်နေပြည်သူတွေကိုကူညီမယ်လို့ဒီမှာပြောကြားထားတဲ့အတွက် AA ကိုလေးစားမိပါတယ်လို့ပဲချက်သုံးသက်ချက်ပြောချင်တာဖြစ်ပါတယ်တစ်စက်တင်မှာပဲ Arakat တူ AA ရဲ့တိုက်ပွဲအထူးတင်းကောင်းများကိုချက်သိဆက်ပေးချင်တာဖြစ်ပါတယ်ရခိုင်ပြည်မောင်းတော်မြို့နယ်မြောက်ပိုင်းမှာရှစ်ရက်အတွင်းအာစာအကြံဖတ်အဖွဲ့ဝင်60ကျော်ကို Arakat တူ AA ကတော့ကောင်းကောင်းချီမုန်းရှင်းလင်းနိုင်ခဲ့ပြီးအာစာဝင်30ကျော်ကိုဖမ်းဆီးရမိထားတယ်လို့တင်းကြီးမြစ်တွေစီကသိရှိရထားတာဖြစ်ပါတယ်ဧပြီလ1ရက်နေ့မှစ၍ဧပြီလ10ရက်နေ့ထိအာစာအဖွဲ့ဝင်60ကျော် ော်ကိုရှင်းလင်းနိုင်ခဲ့ပြီးတဆယ်ကျော်ကိုလက်နက်ခဲယံတွေနဲ့အတူအရှင်လက်လက်ဖမ်းမိနိုင်ခဲ့တယ်ဖြစ်တယ်လို့တတင်းရင်းမြစ်တယောက်ကပြောကြားလာတာဖြစ်ပါတယ်အင်မတန်မှတတင်းကောင်းဖြစ်ပါဒီနေ့မှဆိုလည်းပဲအာရခတ်တူအေအေကတော့ရှေ့ရက်ကြတိုက်ပွဲတွင်းမှာအာစာ40ကျော်လောက်ကိုမြေဩဇာဖြစ်သွားနိုင်အောင်လုပ်ခဲ့နိုင်ပြီးမှအာစာ30ကောင်ကိုလည်းအရှင်လက်လက်ဖမ်းဆီးမိတယ်လို့တတင်းရရှိထားတဲ့အတွက်အင်မတန်မှတတင်းကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကဆိုလည်းပဲကျွန်တော်ညောင်ကျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးတတင်းကောင်းချုပ်ကိုကြော်သိစပေးချင်ဖြစ်ပါတယ်ရခိုင်ပုဂိုလ်အဆက်ယူပေါ်မှာရှိတဲ့ညောင်ကျိုးတိုက်ပွဲအတွင်းကနေထွပြေးပြောက်ဆုံးနေတဲ့ဗျူဟာမူးနဲ့ဖွဲ့ကိုဆစ်ရှုံးကောင်စစ်တပ်က ်ကစစ်ကြောင်းထိုးပြီးအပူတပြင်းလိုက်ရှာနေရတယ်လို့တတင်းရရှိထားတာဖြစ်ပါတယ်။ညောင်ချီတောက်နဲ့ကာကွယ်ရေးပစ္စည်းစစ်ရုံကစစ်ရှုံးကောင်စီစစ်ကြောင်းတွေကစစ်ကြောင်းထိုးပြီးလိုက်လံရှာဖွေနေတာဖြစ်တယ်လို့ OTP ဒေတာခန့်အမျိုးတပ်တအူကပြောကြားလာတာဖြစ်ပါတယ်။ကဲအင်မတန်မှတတင်းကောင်းဖြစ်ပါဒီနေ့မှဆင်းလည်းပဲညောင်ချိုးတိုက်ပွဲကနေစစ်ရှုံးကောင်စီကတော့လုံးဝကိုရှုံးနေနေပြီဖြစ်တဲ့အတွက်ကြောင့်ခွေးပြေးဝတ်ပြေးထွက်ပြေးနေကြတော့လဲအခုချိန်မှာစစ်ရှုံးကောင်စီကတော့လူအင်အားမလောက်တော့တဲ့အတွက်ကြောင့်ဒီကောင်တွေကတော့ဒီခွေးပြေးဝတ်ပြေးထွက်ပြေးတော့တဲ့စစ်ခွေးတွေကိုလိုက်လံပြီးမှရှာဖွေနေရတယ်လို့သိရှိရထားတာဖြစ်ပါတယ်။အင်မတန်မှတတင်းကောင်းဖြစ်ပါတယ်။ကဲကျွန်တော်ဒါတွေအားလုံးကတော့ကျွန်တော်ဒီနေ့ ဧပြီလ9ရက်နေ့ဗိုလ်တော်ဟူးနေ့မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထုတ်များဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကျွန်တော်အင်းတော်မျိုးတိမ့်သက်ပွင့်နဲ့ပတ်သက်ပြီးမှအခုချိန်မှာဒေါ်လာတက်ဖွင့်များကတော့ရလက်ကောင်းမှုတွေကိုရရှိနေပြီဖြစ်ပါတယ်။ဒီအရင်နဲ့ပတ်သက်ပြီးမှကျွန်တော်စစ်ရှုံးကောင်စီရဲ့အခြေအနေကဘယ်လိုလဲ။ကျွန်တော်ဒေါ်လာရဲဘော်ကပတန်ရင်စောပြောကြတာကတော့ဒေါ်လာအင်အားစုတွေအနေနဲ့စိတ်ကြိုက်စစ်ကစားလို့ရသွားပြီလို့စစ်ရေးလေးလာတုံးသက်သူတွေကခံမှန်းပြောကြပါတယ်။မွန်းညင်းကိုပေါ့နော်မွန်းညင်းမိုးကောင်းမြကြီးနာကိုစစ်တပ်အနေနဲ့မြေပြင်ကနေလုံးဝယာနှုံးပြစ် အဲထပ်မနဲ့ပို့ဆောင်ရေးလုပ်တယ်မလုပ်နိုင်တော့ပါဘူးအဲလေချောင်းတစ်ခုပဲလုပ်လို့ရပါတော့မယ်အဲရေချောင်းကလည်းဆိုရင်လည်းအဲကျွန်တော်တို့မရပါဘူးအဲ့တော့သူတို့လေချောင်းတစ်ခုပဲအားကိုးရမှာအားကြောင့်မလို့ပေါ့နော်သူငုံညင်းဘက်ကို LOC ပျောက်သွားမှာဆိုလို့အင်းတော်ကနေသူတို့မရအရာခုကနေတာဖြစ်ပါလေအခုတော့တချင်ပြည်နယ်ဘက်ကလုံးဝလုံးဝလေချောင်းမှလွဲလုံးဝလုံးဝလာလို့မရတဲ့အနေအထားမျိုးဖြစ်သွားပြီလို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျ ယခုချိန်မှာဆိုရင်ကျွန်တော်ဘူဂျီကပတန်ရေစောတုံးသက်ချက်ပြုတ်ထားတယ်လို့ပဲကျွန်တော်အခုချိန်မှာဆိုရင်ဆီရှုံးကောင်စီကတော့အင်းတော်ကိုလက်လွတ်ရပြီဖြစ်ပါတယ်ပြီးတော့ဒီကောင်တွေကတော့ကချင်ပြည်နယ်ဖက်ကိုဆိုရင်လေလေကျောင်းမှလိုရဘယ်နေရာကနေဖြစ်ဖြစ်သူတို့ကတော့လာလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်အင်းတော်ကိုကျွန်တော်တော်တက်ဖွဲ့တွေတင်ပိုက်ထားပြီဆိုရင်တော့ဆီရှုံးကောင်စီကတော့ကချင်ဖက်ကိုလုံးဝကိုလာလို့မရဘူးဆိုတော့ဒီမှာတွေ့ရှိရထားတဲ့အတွက်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကဆင်လည်းပဲကျွန်တော်အင်းတော်မျိုးကိုကျွန်တော်တော်တက်ဖွဲ့တွေက100%တင်ပိုက်ထိန်းချုပ်ပြီးမှအင်းတော်မျိုးကဆော့အော့ဖြစ်သွားတာကိုမနေ့ကဆင်လည်းပဲဆီရှုံးကောင်စီဘက်ကနေဇော်မဲလုံးကတော့ က်လာပြီးမှအပြစ်ခတ်ရက်ထားတာကိုဒီကောင်တွေကလာတိုက်နေတယ်ဆိုပြီးဒီကောင်ကငိုပြပြီးမှဒီကောင်ကတရင်ထုတ်ပြန်ချက်ပြုတ်လောက်လာတာဖြစ်ပါတယ်။ဇော်မဲလုံးကဘယ်လိုချင်းပိတ်ငင်းလဲဆိုတာဒီမှာကြီးလိုက်ပါဦး။အဘလာอืมနေရနေရနေ20နေရနေအတွင်းပြစ်ခတ်တက်ခိုင်မှုရစဲရေးပြင်ညာထားတော်လဲ။အဲပြစ်ခတ်ရစဲပြင်ညာ။တိုင်းပါလက်နှက်ကိုင်းအကျမ်းပဲအခွက်။အင်း။ညာဖြစ်တဲ့ TNL အနေနဲ့တောက်ခန်းဒေတာကอืมလုံကျော်ရေးစကန့်ကိုမနေ့ကอืม10နိုင်45ကနေ ညနေ3:00နာရီခွဲအထိ drone နဲ့ drone ဘုံချပြီးတိုက်ခိုက်ခဲ့ကြအောင်တွေ့ရပါတယ်။ဟုတ်ပြီ။ KMPB KMD ရဲ့အဖွဲ့တွေနဲ့လည်းလိုင်ကော်နဲ့ဘော်လခဲမှာ sniper နဲ့လာပစ်တာလုံကျွေး scan တွေကို drone ဘုံချတိုက်ခိုက်တာများပြုလုပ်ခဲ့ပါတယ်။အဲလုပ်ပြီ။အေးနင်းနဲ့ကြောက်ဖြူအရှိတောင်ပဲမှရှိတဲ့တက်လုံကျွေးရေးနေရာတွေကိုအနည်းကဖြစ်ပေးကြီးမြေညနေ3:00နာရီနဲ့ည9:00နာရီမှာ လာရောက်တိုက်ခတ်ခဲ့ပါလား PDF အဖွဲ့များအနေနဲ့ကလေးဝမျိုးနဲ့မစိန်ရဲနေနေရဲစခန်းကိုမနေ့ကနေ့လယ်12:15နာရီ12နာရီခွဲအထိထရော့ဘုံများချပြီးတိုက်ခတ်ခဲ့ပါလားလုပ်ပြီး KIA အနေနဲ့ကတော့မနေ့ကဒါ6နာရီခွဲအထိစပြီးအင်းတော်မျိုးမှာလုံခြုံရေးယူနေတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုတိုက်ခတ်ခဲ့ကြအောင်တွေ့ရပါတယ်အဲမှာပြင်ပြင်းကြီး PDF များအနေနဲ့ငိုနေပြီးမှာပခုတ်ကူမျိုးနဲ့အောင်သား ကြေးရမှာလုံရိုးယူနေတဲ့တန်းတဲ့ရဲအဖွဲ့များကိုဒရုန်းနဲ့ဆင်းတဲ့မင်းကမနဲ့10နာရီလောက်မှာဒရုန်းချပြီးတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ် ခုချိန်မှာကျွန်တော်ဆီရှုံးကောင်စီဘက်ကနေဇော်မဲလုံးကတော့ထုံးစံတဲ့ပဲမင်းညက်ကတက်လာပြီးမှအင်းတော်မျိုးကိုကျွန်တော်ဒေါ်လာတစ်ဖွဲ့တွေကတိမ့်ပတ်ရရှိတာကိုဒီကောင်တော့လုံးဝကိုဖြင်းပိတ်ငင်းပြီးမှငိုတိုင်းနဲ့တက်လာပြီးမှတမတော်ကတော့အပြစ်ခတ်ရက်ထားနေတာကိုဒီကောင်တွေကတော့လုံးဝကိုအနိုင်ကျင့်တာပါဆိုပြီးမှဒီကောင်ကတော့ဖြင်းပိတ်ငင်းပြီးမှတက်လာတာဖြစ်ပါတယ်ဆီရှုံးကောင်စီကတော့ထုံးစံတိုင်းပဲဆီရှုံးနာကိုမဝန်ခံခြင်းပဲနဲ့ကျွန်တော်ခုချိန်မှာအပြစ်ခတ်ရက်ထားတာပါဆိုပြီးမှလုံးဝကိုဖြင်းပိတ်ငင်းလာတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကကျွန်တော် UPTU နဲ့ကျွန်တော် Indra ကျော်စင်တို့ကတော့ဒီငလင်တားကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဘယ်လိုမျိုးထောက်ပံ့ဖို့တွေပေးပြီးမှဘယ်လိုမျိုးဝန်ဆောင်မှုတွေလုပ်ပေးနေ ်လဲဆိုတာကိုကျွန်တော်မနေ့ကရုပ်တံတွေ့ရှိရထားတာဖြစ်ပါတယ်ဒီမှာကြည်ညိုဆံမြင်ကွင်းလေးကိုကြည့်လိုက်ပါဦးဟုတ်ပါဘူးအင်းဒီမှာလာရောက်ကူညီတာနော်အင်း OTT အင်းဟုတ်ပါဘူးဟုတ်ပါဘူး ယခုချိန်မှာဆိုတော့ကျွန်တော်အမှုပညာရှင်ဦးပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ကဒီလိုမျိုးလှုပ်ဆောင်မှုတွေပြုလုပ်မှုတွေပြုလုပ်တဲ့အတွက်ကျွန်တော်100%လေးစားမိပါတယ်ပြည်သူတွေတွက်လည်းလုံးဝ100% support ဖြစ်ပါတယ်လို့ပဲကျွန်တော်တုံ့တက်ချက်ပြုချင်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆလည်းပဲကျွန်တော်တက်မတော်ဖက်ကနေဘောမငပောက်ကိုတော့ကလည်းပဲကျွန်တော်ဒီဝါရမိုင်းတွေဖြက်လာပြီးမှသူကတော့ဒီငလင်တန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီပါတယ်ဆိုမျိုးဒီကောင်ကတော့ရုတ်တံဖာတွေနဲ့မင်းင်းချက်ကတင်ဆက်ထားတာဖြစ်ပါတယ်ဒီမှာငပောက်ကိုတော့ကတော့ဘယ်လိုမျိုးဝါရတွေဖြက်ပြီးမှဂျင်းတွေထည့်နေလဲဆိုတော့ဒီမှာကြည့်လိုက်ပါဦးအဲ အဲအဲ့မှာကုညီတယ်ဆိုတော့ကိုပြတာနေတယ်အဲ့မှာငပောက်ကိုတော့ကြည်လိုက်အဲစစ်ဘေးရှောင်နေရတယ်ဒီမှာ security meter ဆိုဝင်နေတော့ဟမ်ဝါရမိုင်းနေဖြစ်နေတာအဲ့မှာရှင်းနေငပောက်ကိုတော့အဲ့အဲလို့လောက်ပါတယ်ပေါ့နော်အဲအင်းအဲလောက်ပြီလက်ချက်ထွန်းကြည့်လေး ကျေကုချင်မှာဆိုတော့ဘောမငါပေါက်ကူတော့ကတော့ထုံးစံတိုင်းပဲဘောမတွေရတယ်လေဝါရတွေဖြစ်လာပြီးမှဒီငလင်တန်ကြောင့်ပေါ့နော်ဒုက္ခရောက်နေတဲ့စစ်ခွေးမိသားစုဝင်တွေကိုကူညီတယ်ဆိုပြီးမှဒီကောင်တွေကဝါရတွေဖြစ်ပြီးမှဒီမှာဝါရမိုင်းတွေဖြစ်လာတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတ်ဆွန်လဲဘောမဇော်ခွေးဟောင်ကတော့ထုံးစံတိုင်းပဲမင်းညက်ကတက်လာပြီးမှတမရောကပြူတွေကပြည်သူတွေကိုပေါ့နော်လုံးဝကိုအနိုင်ကျင့်ပြီးမှပဒိန်းတွေကျင့်တာကိုဒီကောင်တွေကတော့လုံးဝကိုပေါ်ထုတ်လာပြီးမှစစ်ရှုံးလို့ပေါက်ကွေးလာပြီးမှအရင်ခေတ်လိုမဟုတ်တော့ဘူးအဘဆိုပြီးမှကျွန်တော်တို့အခုချိန်မှာဖုန်းတွေတုံးနေပြီးလိန်လို့မရတော့ဘူးနော်ဆိုပြီးတော့ဒီကောင်ကတော့လုံးဝကိုဆုံးမဝစားတဲ့ ွေးတော့တာဖြစ်ပါတယ်မောဟင်းရဲ့ပောက်ကွက်ခန်းကိုကြည့်လိုက်ပါဦးဖလန်နဲ့ကြောက်ရှင်းကြပြီနော်ပြောလို့ပါဦးထားလိုက်တော့နော်ဒါတိပါတယ်လူကြီးတွေတိတော့ပါတယ်နော်ညောင်ကျိုး50 50ပဲနော်អော်တယ်អော်တယ်ဆိုဘိုးရင်းတော့ချစ်လွန်းလို့ပြူစောတိလို့ပြောတယ်ပြူစောကျွန်တော်လည်းမတော်ပြူစောတိဆိုတာပြူစောတာပါလေလို့ကျွန်တော်မေးတော့ပြည်သူစေတဲ့ဟုတ်ပြည်သူစေတော့ပြည်သူစေပေါ့တို့ဘာမှရက်ခေါ်ခေါ်မှာတော့ပြူလို့ခေါ်တာပဲဘာပဲပဲပဲတို့ဒီ LOC လမ်းကြောင်းပေါ့နော်ဒီ main board နဲ့ဒီစကိုင်းနဲ့လမ်းကြောင်းတော့တို့ကတော့ထိန်းသိမ်းထားပေးတယ်ဒါပေမဲ့ သူတို့ကသူတို့အဲ့ဒီရွာတွေဒေသတွေမှာအဲ့လိုရှိရရှိတယ်တခုတော့ကျွန်တော်ပြောချင်တာတော့မရင်းကျင်တာတို့ပါလို့အဲကျွန်တော်တို့ကပြောလိုက်တယ်မရင်းကျင်တာဘယ်လိုကျင်တာလဲလို့ကျွန်တော်မေးတော့အဲ့ဟိုဟာတဲ့ပြူတွေကကျင်တာဆိုတော့ကျွန်တော်ကနားလေတဲ့လူကအဲ့လိုပြူသွားလို့ပြောတယ်နားမလဲလူကစစ်တပ်ကကျင်တာလို့ပြောတယ်တကယ်တော့စစ်တပ်ကမဟုတ်ဘူးကျွန်တော်တို့စစ်သားတွေတက်မလို့သားတွေမဟုတ်ဒီပြူတွေကလည်းဟိုကျွန်တော်တို့နိုင်ငံအတွက်ပြူပြူပြူစောတိလာသူတို့ပြောသလိုပါလေပြည်သူစစ်လာအဲ့ဘက်က ပြောတော့သူတို့မရင်းကျင်နေတဲ့อืมလုတ်တယ်တဲ့အဲမရင်းကျင်ခံရတဲ့လူကဒီမှာရှိနေလဲဆိုတော့ပြင်ဦးလည်းမှာရှိနေတယ်။ဟာဟုတ်လားလို့ဆိုတော့ဟုတ်တယ်တဲ့။အဲစစ်တပ်ကကျင့်နေဆိုတဲ့အတန်မျိုးပေါ့။ဟိုကျွန်တော်တို့ရွာသူရွာသားကြတော့မသိဘူးပေါ့ဗျာမသိတော့စစ်တပ်ကကျင့်နေပဲပြောတာတကယ်တော့စစ်တပ်ကကျင့်တာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီလူတွေကိုလည်းမရင်းကျင်တာမကျင့်တာတော့ကျွန်တော်ဒီမှာတိတ်မပြောချင်ဘူးပေါ့နော်။ဟိုဟုတ်ရင်လည်းဆက်မလုပ်ပါနဲ့တော့။အိုးဆောင်တဲ့အစိုးရအောက်ကလူတွေအားလုံးကอืมဗာလဲပြောပါဦး။ ဟိုဆုံးမနေပဲမှာငါတို့ဘာလုပ်နေလဲဆိုတာကလွယ်နေခင်ဗျားတို့အရင်ကစ်တုံးကလို့လေလှုပ်လို့မရဘူးဆိုတာဘာလဲဆိုတော့ဖုံးနေရှိသွားပြီဟုတ်တယ်အဲ့တော့ဟိုအတတဲအကြောင်းလေးလူမသိပါစေနဲ့လို့အကြောင်းလေးအပြင်ကိုမရောက်ပါစေနဲ့လို့အဲ့လိုပြောလို့မရတဲ့ပြောလို့မရတော့ဘူးမရတော့အဲ့ဒီခင်မဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကတက်မတော်မှာလက်ရှိပေါ့နော်တာဝန်ထမ်းဆောင်နေတဲ့အ ਨੇ ဆုံးပေါ့ဟိုကျွန်တော်တို့အဲတိုင်ရင်မှုတိုင်ရင်မှုကနေပြီးတော့မှအဲသူက ဘာတော့ပြန်ဗျူဟာမူအဗျူဟာမူကနေပြီးတော့မှတမမူတမမူကနေတိုင်မူကဆရာမူတွေဒီလိုက်ကိုတေချာကြည့်ကြည့်ဒီကောင်ပြောတာတွေဟုတ်လားဆိုတော့ခင်ဗျားတို့သိတယ်အများတို့ကိုယ်တိုင်သိတယ်ဟိုကိုယ့်ရဲ့အဖွဲအစည်းအတွက်တော့အလုံးလုံးကြတာပဲဒါပေမဲ့မူဝါဒအောက်တစ်ခုမှာအကြာရှုံးနေတယ်ဆိုရင်တော့ဟင်းပါလေပြောမကောင်းဘူးခင်ဗျားတို့ကျွန်တော်အပြစ်ပြောမယ်ဆိုရင်ကိုချင်းတော့စားလေဟာငါကနိုင်ငံတောင်ဝင်ထမ်းဆောင်နေတယ်တက်မတော်ရဲ့တောင်ဝင်ကိုထမ်းဆောင်နေတယ်ငါကနိုင်ငံနဲ့တက်မတော်က အားကိုရတဲ့လူတယောက်ဖြစ်အောင်ငါလုပ်နေတဲ့အခြေအနေမျိုးမှာဇော်ဘုန်းကြီးဆိုတဲ့ကောင်ကလည်းတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်နဲ့ကြရတောင်းဝင်ကို तू ထမ်းဆောင်နေပါလားဆိုတဲ့စိတ်တော့မွေးပေါ့ဟာခင်ဗျားတို့တော့ပုဂ္ဂိုလ်ကိုတိမ်မာကြောက်တာပဲဟာကြောက်ကတိမ်မာမကြောက်ဘူးအဲလို့နိုင်ငံနဲ့လူမျိုးတွေဆိုတိမ်မာမကြောက်ဘူးဟဲ့အောင်မင်းသတိရှိရင်တရက်ကန်ပြီးရှင်းလန်းသွားလိုက်ဆိုတာကြောက်သွားတဲ့နေရာ PDF တွေရှိတဲ့နေရာကိုတော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယာပြည်သူစစ်ပါတဲ့ဖုံးပိုင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့ဆက်နေရအခက်ခဲကတော့အများများတာပြားတယ်ပြောရရင်မြေပြင်မှာ တိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေကစစ်တီတွေနဲ့အတူတူကြားရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဖောင်းမပြည့်စုံဘူးကြီကာအုပ်တို့မပြည့်စုံလဲအားတက်တရောနဲ့ရိုးရိုးချွန်းချွန်းတိုက်ခိုက်ကြတယ်တဲ့အထက်ကလူကြီးတွေကလည်းကျွန်တော်တို့ကြွားကိုမေ့ထားလာမသိဘူးတဲ့ခုဆိုစားတပိတ်တာကို၃သိန်းဖြစ်နေပြီတဲ့ဟမ်စားတပိတ်တာကို၃သိန်းဖြစ်နေပြီတဲ့စားတော်နဲ့ဝဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆေးအောင်ဝင်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေတရားရထားတဲ့သူတွေရှိတယ်တဲ့ ကျွန်တော်ကတော့ဒိန်တန်ပြီးမပတ်ဘူးကျွန်တော်ကစပီကာ အထက်လူကြီးတွေသိအောင်ပြောမှာအခုချိန်မှာဆိုတော့ဘောမဇော်ခွေးရောင်ကတော့ထုံးစံတိုင်းပဲဒီအမျိုးသမီးတွေကိုအနိုင်ကျင့်ပြီးမှဒီဝန်ရင်းပြုတ်လုံနေတာတွေကိုဒီတတ်မတော်ဖက်ကလှုပ်တာမဟုတ်ဘူးဒီပြူစောထီးတွေလှုပ်တာပါဆိုပြီးတော့ဒီကောင်တော့ဖြင်းပင်းငင်းလာတာဖြစ်ပါတယ်ဇော်ဘုံဝင်းရဲ့တတ်မတော်နဲ့စစ်ခွေးတွေဆိုတော့ပြီးတော့ပြူစောထီးဆိုတော့အားလုံးကတူတူပဲဆိုတော့ကိုကျွန်တော်ခင်ဗျားကိုပြောချင်တယ်ပြီးတော့ဒီကောင်တော့စစ်ရှုံးလို့ပေါ့နော်အရင်ခက်ကလို့မိုးတော့ဘူးအပါအခုချိန်မှာတယ်လီဖုန်းတွေရှိနေပြီလိန်လို့မရတော့ဘူးလို့ဆိုပြီးတော့ပောက်ကွေးလာတာဖြစ်ပါတယ်ဒီကောင်ကပောက်ကွေးခါတော့အိမ်မှာတမ်းမအားရစေကောင်းပါတယ်နောက်ထပ်အနေနဲ့ကတ်ဆလပဲအင်းတော်မျိုးပါသွားလို့ဝင်းနေနေတဲ့ဒီမှာချိဖတ်ဘောမကြောင့်စူးကတော့ တော့တက်လာပြီးမှတမတော်ပြစ်ခတ်ရက်နေချိန်မှာဒီကောင်တွေကအနိုင်ကျင့်လာပါဆိုပြီးမှဒီကောင်တော့ငိုပြောက်ပြီးမှဒီကောင်တော့ငိုကျွေးလာတာဖြစ်ပါတယ်ဒီကောင်ရဲ့ငိုခမ်းမသာကြီးလိုက်ပါဦးဒီစကိုင်းတိုင်းလူသားကြီးအင်းတော်ပြီးကျွန်တော်ချင်းမိနယ်ဖလန်းအဲ့ဒီချင်းမိနယ်ဖလန်းနဲ့အင်းတော်ကိုအကြပ်ပါသမားတွေကအလုံးကြီးနဲ့တိုက်ပါတယ်အလုံးကြီးနဲ့တိုက်ပါတယ်တော့အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်ဖို့တိုက်ကြတာပါပဲတိုးတော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါတယ်တပ်မတော်နောက်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းသူတို့လည်းထုတ်ပြန်ပါတယ် အဲ့တော့တို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြရည်လားအဲလှုပ်ပြီတော့တက်မလို့ကအပြည့်ရကြအောင်ဘယ်လောက်ပဲထုတ်ပြန်ပြန်ဒီတက်မလို့ကလိုက်နာတော့လဲပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲတွေကလိုက်နာခြင်းမရှိဘူးအဲလှုပ်ပြီဒီလက်နက်ကိုင်ဖွဲတွေကဘယ်လောက်ထိလိုက်နာခြင်းမရှိလဲဆိုရင်ကျွန်တော်တို့ရှေ့မှာတမိုင်းနေရှိခဲ့တယ်ကျွန်တော်တို့ဖတ်ဖူးခဲ့တဲ့ဒါကျွန်တော်တို့ဥနေဝင်လက်ထက်ပူကျိုးကြီးနေဝင်လက်ထက်ပေါ့ဗျာပူကျိုးကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါတယ်တော့ပူကျိုးကြီးနေဝင်နှိမ်နေလိုက်อืมနှိမ်နေကတက်မလို့ကနှိမ်နေလိုက်ပေါ့နှိမ်နေလိုက်ကအကျမတမားလေအင်အားပြုံးလာတဲ့ခါမှာတို့လူအင်အားတို့အပြည့်ရပြရစီလက်မှတ်ထိုးပြရစီငញ្ញိုင်းထိုးပြရစီပေါ့ဗျာ ဒီလိုနဲ့သူအားရအင်အားစုတယ်ထပ်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီဒီလက်ရှိတန်နေရာကဒီတိရောက်လာတော့ပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းဆုံးသိခဲ့ရတာပြီးခဲ့တဲ့တမရာကြီးဥသိမ်းစိန်လက်ထပ်မှာဆိုရင်လည်းပဲဒါကျွန်တော် NCA တွေလောက်ခဲ့ကြတယ်ပြီးရင် NLD လက်ထပ်မှာလည်း NCA လက်မှတ်ရေးထိုးကြတယ်အဲ့ဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတောင်မှလက်ရှိကာလမှာသူတို့လက်နက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖျက်ဆီးနေတာ တော့အဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရနဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာတိုးတော်လည်းပဲကျွန်တော်တို့ဒီတတ်တဲ့တခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြပတ်သမားတွေကအင်အားလုံးနဲ့တိုက်တယ်အင်အားလုံးနဲ့တိုက်ပါတယ်အဲ့တော့အကြပတ်သမားတွေထုတ်ပြန်ကြမှာတော့တို့ကတော့ဒီအင်တော်မျိုးကိုတို့ရသွားပြီဆိုပြီးတော့တို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်လိုင်ကူပုံတွေပြတယ်ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေတို့ပြတာတွေ့ရတယ်ငိုပြတွေ့ရတယ်အဲ့တော့အဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာဒီပုံမှာတော့ကျွန်တော်အများကြီးမပြောချင်တော့ပါဘူးအားလုံးလည်း အားလုံးကျွန်တော်ဆက်ကြည့်ရမယ်နေတော့ဗျာအဲ့တော့ဒီအင်းတော်နယ်ပတ်သက်ရင်တော့စိတ်ဝင်စားစရာကဒီစစ်သွေးကြောအုပ်စုတွေကအဲဂုံးမှာသူတို့ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာဓာတ်ပုံရိုက်ခံမဲ့အချိန်မှာတပ်မတော်ကတော့ဒီလေချောင်းနဲ့ပြင်းပြထန်ထန်ပုံကျရှင်းမှုတွေပြုလုပ်ခဲ့တယ် ရင်းမသေးလားမသေးလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။ခေခုချိန်မှာဆိုတော့ကျွန်တော်ဘောမကြောင်စုကတော့ထုံးဆန်တိုင်းပဲအင်းတော်မျိုးကြတာကတော့တမတော်ကတော့အပြစ်ခတ်ရက်နာနေတဲ့ချိန်မှာဒီကောင်တွေကတော့အနိုင်ကျင့်လာပါဆိုပြီးမှလုံးဝကိုငိုပြပြီးမှအင်းတော်မျိုးကတော့မကြသေးဘူးတမတော်ကတော့လုံးဝကိုထိုးစစ်စစ်တိုက်ခိုက်နေဆဲဆိုပြီးမှပြင်ပိတ်ငင်းလာတာဖြစ်ပါတယ်။ဒီကောင်ကတော့ထုံးဆန်တိုင်းပဲဆစ်ရှုံးလာပြီးဆိုရင်ပြင်ပိတ်ငင်းနေဆိုတော့အားလုံးလည်းတိပိတာပဲဖြစ်ပါတယ်။ကြောင်စုရဲ့စိတ်တဖို့မမေ့နဲ့အောင်တော့လို့ပဲကျွန်တော်မှချင်တာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတ်ဆလဘောမပြောင်းရေးကတော့ဖင်လန်ကနေမင်းညာကတက်လာပြီးမှဆစ်ရှုံးတာများနေလို့မင်းအောင်လိုက်တဲ့စစ်ခွေးတွေကိုပြောင်းရေးကတော့ဘယ်လို လိုမျိုးဆုံးမစာတွေကျူးလိုက်လဲဆိုဒီမှာနားဆင်လိုက်ပါဦးအကြီးကြီးကိုကိုယ်တိုင်ကဟာဘုံနဲ့ပြောရရင်ဘာလို့ဘာမှအသုံးကြအောင်ဟာနော်ဘာလို့ဘာမှအသုံးကြအောင်ဟာဟေးဟာပြီးတော့ကြည့်တာတိုက်တာမဟုတ်ဘူးငါပေါ်ရံငါစာချပြလိုက်တိုက်ဟာမဖုန်နဲ့ခင်ဗျာအဲ့လိုမျိုးတိုက်နေသေးရတော့စိတ်တွေရောကြောက်ပြီးတော့ထပ်ပေးအောင်ပါအဲ့အောင်ကတော့ရေတက်မရှိလို့နော်ရေတက်ချင်ချင်းရောက်လာနိုင်အဲ့တော့မအောင်ကြိုးမရရင်တို့ကအဲ့ညောင်ကျိုးကနေပြီးတော့ထပ်ပြီးဝင်လာအောင်ပါအေးရပါနော်အေးအဲ့တော့ဒီဘွဲကနိုင်မလားဆိုတော့ ဒီဘက်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်မဟာဗျူဟာရမဟာဗျူဟာကြကြတိုက်ဆိုအလကားပြောတာမဟုတ်ဘူး။အခုတိုက်နေမဟာဗျူဟာကြကြတိုက်နေမှာမဟုတ်ဘူး။တိုက်နေတာကငါ့ဘွက်ရငစာချပြီးတော့စစ် UV စမိန်တိုက်နေတာ။စစ်ထုံထုံနေ။အင်းအေးမဟာဗျူဟာကြကြနော်စီမံခန့်ခွဲဖို့လိုတယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့စစ်တီပြန်ခေါ်ခဲ့ပါဗျာ။အင်းကျွန်တော်ဆရာလေးတွေပြန်ခေါ်ခဲ့ပါဟုတ်တယ်။ပြန်ခေါ်ခဲ့လိုက်ပါကျေးဇူးတင်ပြီးတော့။နောက်ဝင်ရှင်တဲ့တရုတ်ကိုသွားပြီးတော့အခုကြီးတောင်းနေသေးလား။ပါကောရဲ့ကေပါဗလား။အင်း တို့ကခင်ဗျားတို့အဖကိုခင်ဗျားတို့တို့အဖသာပြတ်ခေါ်တာဟာအဲ့တော့စစ်တီတွေအနေနဲ့ကလည်းအခုခုတော့တို့လုတ်ချင်ပြီလုတ်ချင်ပြီဆိုတာကတို့လိုဖောက်ထားမလားတို့လိုဒီတပုံကိုမှုတ်ချရမလားအဲလုတ်ပြီနော်တပွဲပဲတပွဲပဲလားတိတ်ချလားအဲတိတ်ချရင်ဘာလဲ တေချာတပတ်ပဲအချိန်ပြီကျုပ်တို့ဟိုနိုင်ငံမှာတက်စီဗီဇာဖြစ်ပြီးရမယ်ဆိုတော့စစ်တီတွေအများကြီးရှိတယ်။အခုချိန်မှာဆိုတော့ဘောမပြောင်ရေးကတော့စစ်ရှုံးတာများပြားလာလုံးဝကိုကောက်သွားပြီးမှစစ်တီတွေကိုတပတ်ပဲအချိန်ပေးလိုက်ပါအမေ့ပေးလိုက်ပါလုံးဝကိုတပတ်ထဲမှာလုံးဝကိုပြန်နိုင်စေရမယ်ဆိုပြီးတော့လုံးဝကိုဝါရတွေဖြန့်ပြီးမှဒီကောင်ကတော့ဒီမင်းအောင်လိုင်းနဲ့ဒီစစ်ခွေးတွေကိုလုံးဝအတုံးမကြောက်ဆိုပြီးတော့လုံးဝကိုဆဲဆိုပြီးမှဆုံးဝစာကြွေးတော့ဖြစ်ပါတယ်။ဒီကောင်ရဲ့ပောက်ခွဲခန်းလေးအိမ်မှာဓမ္မအားရစေကောင်းပါတယ်။ကြည့်အားလုံးကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေဆုံးဖြတ်ကြည့်ရှုပေးရတဲ့ပရိသတ်များလို့ကိုကျေးဇူးများတင်ပါတယ်။ငလေးနံကြောက်ကျွန်တော်ပရိသတ်ပြည်သူများအားလုံးလည်းရှိတဲ့နေရာတိတိမှဘေးကင်းလို့ချမ်းသာကြပါစေ။ ဆီတော့ကျွန်တော်စုမွန်တောင်းပြလက်ရှိနေပါတယ်အားလုံးပဲ have a good day ပါ take care ပါเนาะ see you in the next video